မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တအူ ABSDF တီထောင်ခြင်း38နှစ်ပြည့်အထိမ်းအမှတ်နဲ့ရမုံငွေဇေယောင်းပွဲကိုဩစတြေးလျနိုင်ငံမဲဘုံမြို့မှာနိုဝင်ဘာလ29ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။မောင်တူသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ ABS ရဲ့ကိုဖွဲ့စည်းခဲ့တဲ့39နှစ်ပြည့်ဟာနိုဝင်ဘာလ1ရက်နေ့ဖြစ်ပေမဲ့ မဲလ်ဘုန်းမြို့ရောက်မြန်မာနိုင်ငံသားတွေရဲ့စူပေါင်းအားလိုက်ရဲ့စနေနေ့နိုဝင်ဘာလ29ရက်နေ့ကြမှာကျင်းပခဲ့တာပါဒီနေ့ EBS ရဲ့38နှစ်မြောက်အာနှစ်ပတ်လည်အခမ်းအနားပေါ့နော်ကျွန်တော်မဲလ်ဘုန်းဩစတြေးလျမှာကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့88ကနေပြီးတော့ကျွန်တော်တို့စပြီးတော့အာတည်ထောင်ခဲ့တာ38နှစ်လောက်ရှိပြီအခုချိန်ရဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီတိုက်ပွဲတွေဆက်လက်တိုက်ပွဲဝင်နေတဲ့ ABS ကရဲဘော်တွေကိုဂုံပြူရဲ့အနေနဲ့ရဲတော်လည်းရေတစ်ချောက်ကြာဆုံးသွားတဲ့ကျွန်တော်ရဲဘော်တွေကိုကျွန်တော်အလေးနဲ့ပြူပြီးတော့ကာရာပြူတဲ့အနေနဲ့ရဲလက်ရှိတိုက်ပွဲဝင်နေတဲ့ ABS ရဲ့ရဲဘော်တွေအတွက်ကိုကျွန်တော်တို့ကအားပေးတဲ့အနေနဲ့တော့ကျွန်တော်တို့ဖန်အနေနဲ့တော့ကျွန်တော်တို့ထောက်ပံ့နိုင်အောင်ပေါ့နော်ကျွန်တော်တို့အဲ့ဒါတွေရည်ရွယ်ပြီးတော့အဓိကရည်ရွယ်ချက်၃ချက်နဲ့ကျင်းပခြင်းဖြစ်ပါတယ်ခင်ဗျာဒီပွဲကို ABS ရဲ့ဥက္ကဋ္ဌ ရဲဘော်တန်ခဲကလည်းမိန်ကုန်းဗီဒီယိုရုပ်တံပေးပို့ခဲ့ပါတယ်ဘုရားရှင်ရဲ့နာမည်ဘုန်းကြီးမှာအကျဉ်းပါသူတွေအဲခါကိုကျွန်တော်တို့တောမတော်တော်ကဘုရားအရင်နဲ့တောလာသူ့ပါပါလေရေတော့မရှိပါဘူးနော်ကျွန်တော်တို့တောမတော်တော်ကတော့ဘုရားရှင်ရဲ့သူ့ရေတော့ဘုရား ဝိဇ္ဇာရဲ့ပြောမှာတိုင်းရတဲ့ဒေသတွေမှာကျွန်တော်တို့လက်နဲ့တိုင်တော်လာရင်ဆက်လာတဲ့စနစ်ကိုတော်လာတိုက်ပွဲအောင်လုပ်ကြတာအားလုံးဖြစ်ပါတယ်အခမ်းအနားကိုတော့ Australian နိုင်ငံရောက် ABSD ရဲ့တပ်ဖွဲ့ဝင် ဟောင်းနေနွေဦးတော်လည်းရေလှုပ်ရှားသူတွေ NLD လွတ်တော်ကိုယ်စားလှယ်တွေနဲ့ NUG CRPH Supporting Group အဖွဲ့ဝင်တွေတက်ရောက် လာခဲ့ကြပါတယ်။ဒါခိုးပြီးတော့ ပေးစာတက်ပေးကြတာကိုယ်စီ၃ရက်၅ရက်ရောက်ရှိနေပြီဒီတော်လိုင်းပြည့်တဲ့ထီကိုကျွန်တော်တို့ကအပြည့်စင်နဲ့အတူတကွရောက်ရနေရာနေကိုကျွန်တော်ဆက်ပြီးတော့ရတည်သွားမယ်အားပြေးသွားမယ်အဲ့တော့အားလုံးကလည်းဘဝဘဝပူပေါင်းကြဖို့အတွက်အဖေခေါ်ချင်ပါတယ် ဒီနေ့ကျွန်တော်တို့ဆက်ကြရတဲ့အကြောင်းအရာကိုပြောပြပါမယ်။ဒီနေ့ကျွန်တော်တို့ဒီနေ့ဆက်ကြရတဲ့ဘောဘောဆက်ကြရတဲ့အကြောင်းအရာကိုပြောပြပါမယ်။ဒီနေ့ကျွန်တော်တို့ဒီနေ့ဆက်ကြရတဲ့ဘောဘောဆက်ကြရတဲ့အကြောင်းအရာကိုပြောပြပါမယ်။ဒီနေ့ကျွန်တော်တို့ဒီနေ့ဆက်ကြရတဲ့ဘောဘောဆက်ကြရတဲ့အကြောင်းအရာကိုပြောပြပါမယ်။ဒီနေ့ကျွန်တော်တို့ဒီနေ့ဆက်ကြရတဲ့ဘောဘောဆက်ကြရတဲ့အက ကြောက်တယ်တပြိုင်တည်းမှာပဲចောင်းသားတက်မတော် ABS ရဲ့အတွက်ရံပုံငွေဈေးအောင်ပွဲရံပုံငွေရှာဖွေပွဲတွေကိုလည်းပြုလုပ်ခဲ့ကြပါသေးတယ်ခမညာကျွန်တော်မောင်တူပါ